မင်္ဂလာပါယခုပြောပြမယ့်နေလေးကတော့မိမိကအနှိမ်ခံတဲ့ဘဝကိုရောက်နေရဆိုရင်ပြုလုပ်လို့ရတဲ့နေပေါ့နော်အဲဘလို့အနှိမ်ခံရလဲဆိုရင်မိသားစုတိုင်းဝိုင်းမှာပဲမိမိရဲ့မျက်နှာမျက်နှာသာအပြေးမခံရတာပဲဖြစ်ဖြစ်နော်ညီကောင်မတော်မကြားမှာဆွေမျိုးတိုင်းဝိုင်းကြားမှာမျက်နှာမရဘူးပေါ့နော်ဘလောက်ပဲလှုပ်ပြီးလှုပ်ပြီးမျက်နှာမရဘူးပဲဖြစ်ဖြစ်ဒါမှမဟုတ်မိမိကရုံးဝန်ထမ်းဖြစ်တယ်ကုမ္ပဏီဝန်ထမ်းဖြစ်တယ်ဆိုရင်လည်းကုမ္ပဏီမှာမိမိကအလုပ်ကိုစူးစမ်းတယ်အထက်လူကြီးကခြာပေးတဲ့အလုပ်တွေအားလုံးကို ေဒနာပပနဲ့လုတ်ပေးတယ်ပြီးစီအောင် လုတ်ပေးရပါတော့အဲအဲ့ဒါကိုဘေးရပေါင်းတင်းလုတ်ဖို့ခိုင်ပဲတည်းဟာမိမိရဲ့ကိုယ်ရည်ကိုယ်သွေးတက်ကြွမှုကိုပေါ့နော်ကိုယ့်ရဲ့စွမ်းဆောင်မှုကိုမနာလိုဘူးပေါ့နော်အဲမနာလိုတဲ့ခံကြတော့အထက်လူကြီးကိုဟိုတစ်ဖက်နားပေါအောင်ပြောနိုင်တဲ့သူမျိုးတွေရှိရယ်နော်အပံအမားဖြစ်အောင်တစ်ဖက်နားပေါအောင်ပြောပြီးတော့နေရာယူတဲ့သူမျိုးတွေရှိရပါတော့နော်ဟို ဘာလုံးမမလုပ်ဘူးအနေချောင်စားချောင်နဲ့အားနဲ့လင့်လက်တို့ဖုံးခိုးတုံးတယ်ဖုံးကြည့်ရယ်အလုံးလုံးနဲ့တူအောင်မလုပ်ဘူးလူကြီးလာမှလှုပ်ထလှုပ်ပြတာမျိုးပေါ့နော်အဲအဲ့လိုမျိုးနှမ်းဖြူးနေတဲ့သူတွေအများကြီးရှိတယ်နော်အဲအမှန်တမ်းပြောရရင်ကုမ္ပဏီတိုင်းမှာရှိတယ်နော်ကိုကိုတိုင်ကအလုပ်ကိုမစူးစမ်းဘူးလူကျင်တဲ့နေရာကျတော့အမြင်ကြီးနေလူကျင်တာပေါ့နော်အမြင်ကြီးနေလူကျင်တယ်ကိုကိုတိုင်မစူးစမ်းဘူးသူကဘယ်လိုစူးစမ်းလဲဆိုရင်တော့အဲ့ ရံပဓာစကားတွေပြောပြီးတော့နေရာယူတဲ့နေရာမှာတော့အရင်စူးစမ်းကြတာပေါ့နော်ဒါမျိုးကဟိုကျွန်တော်ကိုယ်တိုင်လည်း company ဝန်ထမ်းဖြစ်ခဲ့ဘူးတာမို့ company ကြောင်းအလုပ်ကြောင်းပြောပြရခြင်းဖြစ်တာပေါ့နော်အဲအဲ့လိုမျိုးဖြစ်လာပြီဆိုရင်တစ်ဖက်လူကြီးကလည်းမိမိကအလုပ်လုပ်တာမှန်မိမဲ့လေဘေးစကားကိုဒါအယုံကြည်လာတဲ့ခါကျတော့မိမိကိုအပြစ်တွေမြင်လာတာပေါ့နော်အပြစ်တွေမြင်လာတဲ့ခါကျတော့အလုပ်ကမထွက်ထွက်အောင်နော်ဖိအားတွေပေးတယ် အလုပ်တွေဖိခိုင်းတယ်အင်းစားတွေပါထည့်ပေးတာပါရုံလုပ်ပြီးသွားတဲ့ပြင်ဟောကျောင်းကြောင်အိမ်မှာဘာလုပ်ပါဘာလုပ်ပါဆိုတော့အင်းစားတွေပါထည့်ပြီးတော့ပေးလိုက်တာမျိုးရှိတယ်နော်အဲ့လိုမျိုးဖြစ်လာတယ်နောက်ကြရင်ကိုကမထွက်နိုင်ဘူးကိုကလုံးမထွက်နိုင်တဲ့ခါကျတော့ဘေးကအပေါင်းတင်းရကိုကိုမနာလိုတဲ့ခါကျတော့အလုပ်ထွက်စေချင်လာတဲ့ခါကျတော့မထွက်ကိုကမထွက်ဘူးမထွက်တော့သူတို့ကနောက်ဆုံးဘာကြံလဲဆိုရင် မကောင်းတဲ့အစင်းတွေကိုတွားပြီးတော့အပ်တာပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံတွေကိုပို့ရယ်ကိုယ့်ရဲ့နေတဲ့နေကိုပို့ပြီးရဲ့ခါကြတော့သူ့ကိုဒီလောက်အောင်ထွက်အောင်လုပ်ပေးပါနော်ငွေလွှဲပေးလိုက်ပြီးတော့မကောင်းတဲ့အစင်းတွေနဲ့ခြားကြတဲ့သူတွေအများကြီးရှိတာပေါ့နော်ဒါကတော်တော်ယုံညံ့တဲ့နီလန်းတွေကိုတုံးပြုတ်တဲ့သူတွေပေါ့နော်ပြောမှဆိုရင်အကျင့်စရာကြီးရတယ်မကောင်းပေါ့နော်ဒါမျိုးကြီးဒါမျိုးကြီးလုံးကြံတဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုမျိုးဖြစ်လာရင်မိမိကအခုပြောသလိုမျိုးအလုံးလုတ်ပေးရတော့မျက်နှာမရဘူး ဒါအလုံးမပြောတာနော်အိမ်မှာဆိုရင်လည်းလောက်ကပြန်လာတယ်အိမ်မှာပင်ပင်မမနေလောက်ရတယ်ငွေလည်းရှားရတယ်အိမ်ရောက်တဲ့ခါကျတော့လည်းအလုံးမပြတဲ့သူတွေကိုမိဘဆွေမျိုးတိုင်ဝိုင်းကမျက်နှာသာပေးပြီးတော့မိမိကိုကြတော့ချောင်ထိုးထားတယ်ပေါ့နော်ဒါဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုကအလုံးလောက်ရတော့တာမသွားပဲနဲ့နှိမ်ခံနေရတဲ့သူမျိုးတွေရှိရဆိုရင်ပြုလို့လို့ရတဲ့ရတရားတစ်ခုကိုပြောပါပါနော် အဲ့ဒီရေတရားအစင်ရပါလဲဆိုရင်ထီးအနီရောင်တစ်လက်ကိုဝယ်ရမှာနော်ထီးအနီရောင်တစ်လက်ကိုဝယ်ပြီးသွားတဲ့ခါကျရင်ထီးကိုဖွင့်လိုက်ထီးကိုဖွင့်ပြီးသွားတဲ့ခါကျရင်ထီးရဲ့အတွင်းပိုင်းမှာနော်ထီးရဲ့အရွက်ပေါ့နော်ထီးအရွက်ရဲ့အတွင်းပိုင်းမှာအဲပြောမှဆိုရင်ဟိုရုံးဝန်ထမ်းဆိုရင်မိမိရဲ့ရုံးရဲ့လူရဲ့အချက်လူကြီးရနော်မန်နေဂျာပေါ့ကိုကိုအမြင်မကြည်လင်ဘူးဆိုရင်အတွေ့ရဲ့အမြင်ကိုအဲထီးမှာရေးရမှာနော်ထီးအပြင်ဘက်မှာနော်ထီးရဲ့အတွင်းပိုင်းအရွက်မှာရေးရမှာကော်လက်ရှင်နဲ့ရေးရမှာ မိမိရဲ့လုံးပေါ်ကင်ပဲတယောက်ယောက်ကဒါမှမဟုတ်၂ယောက်ဒါမှမဟုတ်၃ယောက်ပေါ့နော်ကိုယ့်အမြင်မကြည်လင်ဘူးစောင်းနေရဆိုရင်လေသူတို့နာမည်ပါထည့်ပြီးတော့ရေးရမှာနော်ဒါရအောင်လဲနီးလဲမဟုတ်ဘူးနော်တယောက်နဲ့တယောက်ပြန်ပြီးတော့တင်းတင်းမျှတပြီးတော့ကိုယ်ဦးစားပေးရအောင်ကိုယ်ဦးစားပေးမဖြစ်ခဲ့ဘူးဆိုရင်တော့မှလုပ်ငန်းမှာစိတ်နှောက်ရှက်မဖြစ်ဘဲနဲ့တယောက်နဲ့တယောက်နဲ့ဂျိုင်းမဲကူညီပြီးတော့ရှေ့ဆက်သွားလို့ရအောင်လုပ်တဲ့နီးလဲတစ်ခုဖြစ်တာမို့လို့ဆိုဂျိုးတစ်ခုမှမပါဘူးဆိုတော့ပြောပြပေးခြင်းတာနော် ရရစင်းလောက်တိုင်းနာမည်တွေထက်လာတိုင်းမှာလူတစ်ဖက်သားဆိုးဆုတ်ယုတ်သွားတာတော့အဆိုးကြီးတွေဖြစ်မယ်လို့မပြောဘူးเนาะမတတ်မှတ်တာဟောဘာလို့လဲဆိုတော့ဟောကျွန်တော်ကအောက်လန်းနီလန်းတုံးနေတာမဟုတ်ဘူးလေเนาะဒါအထက်လန်းနီလန်းတုံးတယ်အထက်လန်းကြကြပဲလောက်တာမဟုတ်လို့ကောင်းသောရရအောင်ပြောပြပေးခြင်းဖြစ်တယ်ကိုလောက်တိုက်တဲ့ရရသည်တစ်ဖက်သားလုံးဝမဆုတ်အကျိုးမယုတ်စေရအောင်ပေါ့เนาะမဆုတ်မနစ်စေရအောင်ဘေးဒုက္ခမတွေ့စေရအောင်ပေါ့เนาะအစင်မပြေတဲ့ဟာကိုအစင်ပြေအောင်လုပ်တဲ့ရရပဲဖြစ်တယ် ကျန်တဲ့ကိစ္စဘာမှမပါဘူးပေါ့နော်ကျန်တဲ့ကိစ္စကျိုးပါစေကမ်းပါစေလွင့်ပါစေအဝေးရောက်ပါစေဆိုတဲ့ဟာတွေတခုမှမပါဘူးနော်သူနဲ့ကိုနဲ့ဒီတမိုးအောင်မှာကျူတူနေနေတယ်သူနဲ့ကိုနဲ့အဆင်ပြေဘူးဒါကြောင့်မို့လို့ဒီရေရာကိုလောက်တယ်ဒီရေရာလောက်ပြီးသွားတဲ့ခါကျတော့သူနဲ့ကိုနဲ့ပြန်ပြီးတော့ချစ်ချစ်ခင်ခင်နဲ့ပြန်ပြီးတော့တင့်မြတ်သွားရတယ်ပေါ့နော်သူလည်းကိုယ်အမြင်ကြည်လင်လာမယ်ကိုလည်းသူ့အမြင်ကြည်လင်လာမယ်စောင်းနိုင်ရင်မြောင်းနိုင်ရင်ချိန်တိုင်းမရှိတော့ဘူးသွေးလိုစကားတွေတွားပြီးတော့တိုင်ကြပြောဆိုခြင်းမရှိအောင်လုပ်တဲ့ရေရာတွေဖြစ်တာမို့လို့ စိတ်တန်တန်နဲ့လုပ်လို့ရတယ်ဆိုတော့ပြောပေးချင်တာပေါ့နော်အဲ့တော့အဲ့ ठी မှာအမည်လိုက်ရေးပြီးသွားရင် collection နဲ့ရေးပြီးသွားတဲ့ခါကျရင် ठी ကိုပြန်ပိတ်လိုက်ပြန်ပိတ်ပြီးသွားတဲ့ခါကျရင်ဘုံကြီးเจ้าမုံဦးတစ်ခုမှသွားပြီးတော့ ठी ကိုထောင်ထားပေးလိုက်ဘုံကြီးเจ้าမုံဦးမှထောင်လို့ရတယ်ဓမာယုံအဝင်ဝအပဝတစ်ခုမှထောင်လို့ရတယ်နောက်တစ်ခုကကြတော့တစ်ပင်တပင်ပါပေါ့နော်တစ်ပင်တပင်ရဲ့ပင်စီချင်းမှသွားပြီးထောင်ထားပေးလို့ရတယ်နော် ရဝဲမှာရောက်နေတဲ့သူတွေတိုင်းကြားမှာရောက်နေတဲ့သူတွေဘုံကြီးเจ้าမရှိပါဘူးဓမ္မယုံမရှိပါဘူးဆိုရင်ဘာလို့လဲဆိုအဲ့တစ်ပင်တပင်ရဲ့ပင်စီချင်းကတော့တွားပြီးတော့ခြေကိုထောင်ထားပြလိုက်နော်အတဲ့ပဲထောင်တော့ဇောက်တို့ပဲထောင်တော့ထောင်ညင်းတို့ထောင်ဘလို့ပဲထောင်ထောင်အဲ့လုံပြီးသွားတဲ့ခါကျရင်အဲ့ဒီစင်းရင်ရရလုံပြီးသွားတဲ့ခါကျရင်တလာတော်အတွက်မှာထူးခြားတည်တာလာမယ်ဆိုတော့တယောက်နဲ့တယောက်နဲ့အစဉ်ပြေပြီးတော့ကိုယ်လည်းရေးပေးခံမှုရရှိမယ်ဆိုတော့ပြပြပေးခြင်းဖြစ်ပါတယ်ခွန်ရသားပြီးအားလုံးအစဉ်ပြေကြပါစေ။